မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖန်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့တသမာတန်မြန်မာသားဖန်စာမှာပါဝင်တဲ့အထုပ်ပတ်တိလေးတစ်ပုဒ်ကိုဖတ်ပြပေးခြင်းပါတယ်ဒီအထုပ်ပတ်တိကတော့ဂီတစာဆိုလှိုင်းထိတ်ခေါင်တင်ရဲ့အထုပ်ပတ်တိလေးဖြစ်ပါတယ် ဒီဂီတစာဆိုလှိုင်ထိတ်ခေါင်တင်ရဲ့အထုပ်ပတ်တီကိုဆရာဦးမြင့်ကြည်ရေးသားတဲ့မြမတေးဂီတအနုစာပေ သမိုင်းကျမ်းကနေကောင်းနှုတ်ဖော်ပြထားတာဖြစ်ပါတယ်။ဆရာကြီးဦးမြင့်ကြည်ကို ဖခင်ဦးဘိုးချစ်အငိမ့်စားတိုင်းပညာဝန် မိခင်ဒေါ်တန်းတို့မှ1931ခုနှစ်တွင် ပြည်မြို့၌ဖွားမြင်သည်1948ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည်ဂီတကိုငယ်စဉ်ကပင်လိုက်စားခဲ့သည်1952ခုနှစ်မှစ၍စန္ဒယနေနီအပျော်တန်းဒုရီယာအဖွဲ့၌တက္ကသိုလ်မြန်ဆိုးအမည်ဖြင့်တချင်းများပင်တိုင်ရေးသား၍မြမအတန်မှထုတ်လွှင့်ခဲ့သည် တန်လွင်ဥတပြေညိုမိုးနဲ့စေတာမေတ္တာကံမွန်တင်စာဦးစတဲ့တခြင်းများဖြစ်တယ်ဖြစ်သည်စိတ်ပြည့်ခေဓာနဲ့စားဆောင်များတွင် မောင်းတာယာအမိဖြင့်စောင်းမများကြပြများရေးသားခဲ့သည် တက္ကသိုလ်မြတ်စိုးအမိဖြင့်၎င်းအမိရင်မောင်မြင့်ကြည်အမိဖြင့်၎င်းဂေတစာပေရင်ကျဲမှုဆိုင်ရာစောင်းမဝိတုစောင်းမနှင့်ကြပြများရေးသားခဲ့သည် ကဲဒါဆိုဂီတစာဆိုလှိုင်းထိတ်ခေါင်တင်အကြောင်းလေးဖတ်ကြအောင်လှိုင်းထိတ်ခေါင်တင်သည် အထင်ရှားဆုံးအမျိုးသမီးစာဆိုကြောင့်များအ ਨੇ တအူးအပါအဝင်ဖြစ်သည်လိုင်းထိတ်ခေါင်တင်သည် အမိမမ်းမြကလေးအဖတာယာဝရီမင်းသားတို့မှဘာကြီးတော်စကိုင်းမင်းလက်ထက်တက္ကရ1195ခုနှစ်တွင်ဖွားမြင်ခဲ့သည် ငယ်မီမှာမဖွားကြီးဖြစ်တော်လဲမိဘများကချစ်ခင်မျက်နှိုးသဖြင့်တင်တင်ဟုခေါ်ကြသည်တက္ကရထောင်196ခုနှစ်ကစုံလတွင်ဖခင်ဖြစ်သူတာယာဝရီမင်းသားသည်မဟာတိရိတိဟသူတိဟသူရဓမ္မရာဇာဘွဲ့ခံ၍နောင်သောစကိုင်းမင်း၏အယိုက်အရာကိုဆက်ခံသောအခါရေမြင့်သဖြင့်ကြာမြင့်ကြရပြန်သည် ထိုနှစ်မိဖုရားသားတော်တမီးတော်မင်းညီမင်းသားတို့ကိုမျိုးစားရွာစားအသီးသီးပေးသောအခါလှိုင်ထိတ်ခေါင်တင်အားလှိုင်မြို့ကိုပေးသနာတော်မူသည်ထိုအခါမှစ၍လှိုင်ထိတ်ခေါင်တင်ဟူသောအမည်သည်စတင်ပေါ်ပေါက်ခဲ့သည်တက်ကရစ်1202ခုနှစ်ဝါဇိုလာဇန်17ရက်အထိ ာယဝရိမင်းကောင်းဆောင်မင်္ဂလာမဟာဥကင်ဖွင့်၍မိဖုရားသားတော်တမီးတော်မင်းညီမင်းသားမှုမတ်အတိတိအားဘွဲ့ညီကြီးဖြင့်ချီးမြှင့်ရာတွင်လှိုင်ထိတ်ခေါင်တင်သည်တိရိသူမြတ်စွာရရနာဒေဝီတိန်ကီဘွဲ့မြက်အနှင်းအချင်းခံရပြန်သည်တက်ကရိ1200ခုနှစ်ခုနှစ်တရင်ကျွလာတွင်မိခင်ဖြစ်သူအနောက်နန်းမတော်မမြကလေးအား ်ဒီမင်းသားနှင့်အတူမတင်သောအကြံကိုကြံစီသည်ဟူ၍တာယာရီမင်းက ကိုမျက်လိုက်ပြီးနောက်မရှိမနှောင်းပင်1208ခုနှစ်တွင် ဖခင်တာယာရီမင်းလည်းနဲ့ရွာဆန်တော်မူရာကံစိုးရှာသူလှိုင်ထိတ်ခေါင်တင်မှာအမိမဲ့သားရေနေငါကဲ့သို့ဥမမဲစာမမြောက်သေးသည့်အရွယ်တွင် လောကကြီးအလယ်၌ရောင်လဲလဲဖြင့်ကြံခဲ့ရှာသည် ထို့သောမျက်စိတငယ်တနာပွေဖြစ်လျက်နေစဉ်လှိုင်းထိတ်ခေါင်တင်အားမင်းတို့မင်းသားဤကျင်ရတော်ကခေါ်ယူစောင်းလျှောက်ထားလေသည်တက်ကြရထောင်နေရာရှိခုနှင့်နန်းတက်သောပကံမင်းရွှေလက်ထက်တစ်ချိန်လုံးပင်လှိုင်းထိတ်ခေါင်တင်သည်မင်းတို့မင်းသားဤအရိတ်တွင်ခေါ်လုံကြရရှာသည်ထိုအတော်အတွင်အမိမဆင်းသက်၍ ဗီဇပါလာတိဂီတဝါဒနာကိုလည်းမြေတောင်မြောက်ကလေလာလိုက်စားခဲ့ဟန်တူဤတို့နှင့်တစတစအရွယ်တော်ကလည်းပွင့်စင်းယူပါကလည်းတင့်လာရာငယ်ရွယ်သူပါဝမင်းတို့မင်းသားဤညီတော်ကနောင်မင်းသားနှင့် လူငယ်ချင်းချစ်ကြောတွေ့မိခဲ့သည်တကရေ1134ခုနှစ်တွင်မင်းနှုံးမင်းအထွတ်အမြတ်တို့ရောက်တော်မူပြီးနောက်တကရေ1135ခုနှစ် ဒုတိယဝါဆိုလာဇန်6ရက်နေ့တွင်မူလကရေငန်ရင်းရှိသောကနောင်မင်းသားနှင့်လှိုင်ထိတ်ခေါင်တင်တို့ကိုမင်းနှုံမင်းကြီးသည် တင့်တယ်စွာ စူလျာရစ်ပတ်လက်ထပ်ပေး၍ကနောင်မင်းသားအားအိမ်ရှိနှင့်အပ်လိုက်သည်လှိုင်ထိတ်ခေါင်တင်သည်တတ်တော်20အရွယ်တွင်အိမ်ရှိမိဖုရား ဖြစ်လာရ၍ လောကီဒုက္ခအဝဝကိုခံစားနေရပေလိမ့်မည်ဟုထင်မှတ်ဖွယ်ရှိတော်လဲထို့သောမဟုတ်ပါချေမြောက်သားတော်ကနောင်မင်းသားသည်မျက်နာများသူ ဖြစ်သဖြင့်လှိုင်ထိတ်ခေါင်တင်သည်အจิตဒုက္ခကို မခံစားရရှာပဲจิตောကမီဖီစီနှိမ့်ဆက်ခြင်းကိုသာတည်ရည်နှင့်ခံခဲ့ရပေသည် ဤသို့ဘဝဤအခြေအနေဖန်တီးလာပုံကပင်လျင်လှိုင်းတဲ့ကောင်းတဲ့ဤဘောလေများကိုအယောင်အသွေးတောက်ပအောင်ဖန်တီးပေးတကဲ့သို့ရှိနေသည်စာဆိုဤဘဝဝန်းကျင်ကလှုံ့ဆော်ပေးသဖြင့်စာဆိုဤအသင်းနှလုံးမှ တေးဂီတများပေါက်ဖွားကြရသည် ထိုတေဂီတာများက တဖန်စာဆုံးဤဘဝကို ရောင်မြန်ဟပ်၍ကျင်းမုံတဲ့ပွဲကိုစားပြုလျက်ရှိသည် ။လှိုင်ခဲကောင်တင်သည်မိမိဝမ်း၌ရှိသည်မမမျိုးသိမ့်နိုင်ရှာသည်မကိုဘောလေများဖြင့်ဖွင့်ထုတ်ခဲ့သည်။တိုင်းထဲကောင်တီဤကိုရဲကိုတာဘောလေများအ ਨੇ စိန်ချူးကြညောင်းជីဘောလေနဲ့နာကဆက်တန်ជីဘောလေတို့မှာထိတ်တန်းစားထားရလောက်အောင်ကောင်းမွန်ပါသည်နာကဆက်တန်တွင်လှိုင်ထိတ်ကောင်တင်သည်ရှင်းဦးစွာဝန်းနေရာမှာအားငယ်လာပုံ အားငယ်ရာမှစိမ့်သူအပေါ်စိတ်နာကြည့်မိပုံစိတ်နာကြည့်ရာမှ တဖန်နောင်တတန်ဝေကရပုံစသည်များကိုတဆင်ပြေတဆင်မိမိစိတ်၌ဖြစ်ပေါ်ခံစားရသည့်အတိုင်းပွက်ပွက်ကွင်းကွင်းတယုတ်ဖော်သွားနိုင်လေသည်ထိုင်ထိတ်ကောင်းတင်အားဤနာကဆက်တန်တပုတ်ဖြစ်ပင် ထိတ်တန်းစာဆိုတဦးအနေအဖြင့်အတိအမှတ်ပြုထိုက်လှပေသည်လှိုင်းထိတ်ခေါင်တင်သည်ဘောလေများအပြင်ပက်ပြိုးတေးတက်များ ယုရိယသချင်းအိနာဝန္တနန်းတွင်ဇတ်တော်ကြီးတို့ကိုလည်းရေးသားခဲ့သည်ထို့နောက်ကနောင်မင်းနှင့်ကတောက်ကဆက်ဖြစ်ကခွဲခွာခဲ့ရပြီးနောက်မင်းနှုံမင်းကြီးနှင့်မိဖုရားကြီးတို့၏ပြန်လည်ဆက်ဆက်ပေးမှုကြောင့်လိုင်ထိတ်ခေါင်တင်ဤချစ်ပန်းຫນွယ်ကလေးသည်ကနောင်မင်းသားဤမြစ်တာမိုးရေဖြင့်ပြန်လဲလန်းဆန်းလာနိုင်ခဲ့ပေသည် လောကရန်တရားသည်လှိုင်းထိတ်ကောင်းတင်အားမြောက်ချီနှိမ်ချီဖြင့်ကလူလွန်းလှသည် ပြန်လဲချိတ်ကျင်နာသောမောင်းနှံနှူးជីနူး၍မဝနိုင်သေးမီကျေကွဲစပွဲအဖြစ်နှင့်ကြုံရသည်တက္ကရ1228ခုနှစ်ဒုတိယဝါဆိုလာပြကျော်9ရက်နေ့တွင်မြင်းကွန်းစာမြင်းခုံတိုင်းစာတို့ ပုံကံသည့်အရေး၌အိမ်ရှိကနောင်မင်းသားကြာဆုံးကံတော်ကုံခဲ့သည်ဖြင့်နိုင်ထိတ်ခေါင်တင်သည် မုံဆိုးမှဖြစ်ကတားတော်ထန်းတပင်မင်းသားနှင့်ကြံရစ်ခဲ့ရှာသည် ခဲဩတော်မင်းလုံးမင်းကြီးကဝိတရားကျေစွာပင် မနေကြရလေအောင်စောင့်ရှောက်ထားသည်နိုင်ထိတ်ခေါင်တင်တို့တားအမိနှစ်ဦးလည်းရွှေကူမင်းသား၏ဝင်းအတွင်အိမ်တော်တွင်စံတော်မူကြသည်တက္ကရီ1938ခုနှစ် ပြာဒိုလာဇန်9ရက်နေ့တွင်ကိတစာဆိုကျော်လှိုင်ထိတ်ခေါင်တင်သည်တက်တော်52နှစ်အရွယ်၌လူလောကကြီးကိုစွန့်ခွာသွားလေသည်ဒါလေးကတော့လှိုင်ထိတ်ခေါင်တင်အကြောင်းအထုပ်ပတ်တီလေးကိုဖတ်ပြခဲ့တာဖြစ်ပါတယ်ဒီအထုပ်ပတ်တီမှာဆိုရင်ခက်စစ်အဖွင့်10လုံးလေးလာ တွေ့ရှိရမှာဖြစ်ပါတယ် ပထမနံပါတ်1ကတော့ကလူ ကလူဆိုတာကြည်စဲသည်နံပါတ်2ကကျင်ရတော့ကျင်ရတော့ဆိုတာဇနီးခင်မွန်နံပါတ်3ကစုလျာစုလျာဆိုတာပဝါရှေစုလျာရစ်ပတ်သရွသားနဲ့သရွသမီးတို့ဤလက်ကိုပဝါရှေဖြင့်ရစ်ပတ်၍လက်ထပ်ပေးသည်နံပါတ်5ဆင်းယူပါ ရုပ်အစင်းတွင်ပြင်နံပါတ်6ပတ်ပြော အခြားသောတချင်းကြီးတချင်းကန်တို့မှသင်တို့ရအတန်များကိုပြောယူဆက်ဆိုသောတချင်းမျိုးနံပါတ်9ကဗီဇာမျိုးယိုနံပါတ်8ကဘောလေကုန်းမောင်ခစ်တွင် ပေါ်ထွန်းခဲ့သည့်ရှေးယိုတရာပွဲမျိုးကို အခြေခံ၍ဖွဲ့ဆိုထားသောတချင်းတစ်မျိုးနဘကောအမြောက်သားတော်ဘယင်မင်းသားမင်းသမီးစသည်တို့ဤကျင်ရတော်နဲ့နဘ30ရရိုးရရတခြင်း ယုဒယလူမျိုးတို့တိမောက်တိဆိုဟံကို အခြေပြု၍ပြုပြင်ဖွဲ့ဆိုထားသောမြန်မာသချင်းကြီးတစ်မျိုးဆိုပြီးတော့ရင်ခက်စစ်အဖွင့်ဆယ်လုံးကိုလစ်လာတွေ့ရှိရမှာဖြစ်ပါတယ်။အခုဖတ်ပြပေးခဲ့တာကတော့တသမာတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့ဂီတစာဆိုလှိုင်းထိတ်ခေါင်တင်ရဲ့အထုပ်ပတ်တီလေးပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။